ောက်ထပ်တစ်ခုဦးဇင်းပြောပြမယ်။နောက်ဇက်တော်လေးတစ်ခုရှိတယ်။အဲ့ဒီဘုရားမှာဦးဇင်းတို့ဘုရားလောင်းကြီးကအလွန်ဉာဏ်ပညာကြီးတဲ့အမတ်ကြီးတစ်ယောက်ဖြစ်တယ်။သေနကအမတ်တဲ့။နောက်သေနကဆိုတာကဘောဒရာဇက်တော်ထဲမှာလည်းပဲဘုရားလောင်းနဲ့ဆန့်ကျင်ဘက်အမတ်ကြီးတစ်ယောက်ကလည်းသေနကလို့ရှိတယ်။နောက်ဒီဇက်တော်မှာတော့ဘုရားလောင်းကိုယ်တိုင်ကသေနကအမတ်ဆိုတော့နာမည်ကြီးတယ်။ နော်ဘုရင်နဲ့တကွာတိုင်းသူပြည်သားတွေကိုဥပုံနေတိုင်းမှာတရားဟောတယ်လို့ရှိတယ်။နောက်တတိုင်းပြည်လုံးဘုရင်ကဆက်ပြီးတော့ဆင်းရဲသားအထိသူ့ရဲ့အဆုံးအမတွေဟာနှံ့ပြန့်တယ်လို့ရှိတယ်။အဲ့လိုတိုင်းပြည်မှာကြော်ကြားတယ်ပေါ့။ဟုတ်လား။အဲ့လိုနဲ့တနေ့ကြတော့ပုံနာကြီးတယောက်ရှိတယ်။အဲ့ဒီပုံနာကြီးကဩအသက်ကြီးမှအိမ်အောင်မရှိဘူး။အဲ့တော့သူကအလှခံပြီးတော့အသက်မွေးတာ။အဲ့တော့အလှခံလို့ရလာတဲ့ပတ်စံလေးတွေကိုဆုစုဆုစုပြီးတော့သူ့နဲ့ရင်းနေတဲ့ပုံနာတယောက်စီကိုအပ်ထားတာ။ နော်အတပြာကတော်တော်များနေပြီအဲ့ဒါနဲ့နောက်တော့အဲ့ဒီအတပြာလေးသူလိုချင်လို့တောင်းတဲ့အခါကျတော့ဟိုပုံသားကမပေးနိုင်ငါသုံးပလိုက်ပြီတဲ့ဒါကြောင့်မလို့မင်းကိုငါမပေးနိုင်တဲ့တရားမင်းငါရဲ့သမီးကိုယူပါဆိုတော့အကျွေးမပေးနိုင်လို့သူ့ရဲ့သမီးကိုပေးလိုက်အဲ့ဒီသမီးကငယ်ငယ်လေးပဲရှိသေးတယ်ဒါပေမဲ့ဒီပုံသားကြီးကအသက်ကြီးပြီမလို့အဲ့ဒီအမျိုးသမီးလေးကိုမကျွေးဖြစ်နေတိမ့်သွားတာပေါ့ဒါပေမဲ့အမျိုးသမီးကငယ်သေးတာဆိုတော့ပြောရအောင်မယ်ဟုတ်လားအငယ်သားဒါကိုပုံသားကြီးကမသိဘူး ပြောသူတို့လွတ်လွတ်လပ်လပ်နေကြတာနဲ့ပုံသားကြီးကိုပါပြောတော့ဆိုတော့အိမ်မှာခိုင်းစရာဆေးစရာကြုံမရှိဘူးဒါကြောင့်ကြုံဝယ်ဖို့အတွက်လူကန်ထွက်ပါလို့ခိုင်းတယ်အဲ့ဒါနဲ့အဲ့ဒီပုံသားကြီးကလူကန်ထွက်တယ်တတော်ငွေ900လောက်ရလာတဲ့ခါကျတော့သူပြန်လာပြန်လာတော့အိမ်ကသူ့ကိုမုံနေပါတယ်ပါအကုန်လုံးလုတ်ပြီးတော့အိတ်တိတ်နဲ့နော်ပေးလိုက်တာထည့်ပြီးတော့ပေးလိုက်တာပေါ့အဝယ်စားတွေမုံနေပါတယ်ထည့်တယ်အိတ်ရှိအဲ့ဒါနဲ့တနေရာရောက်တော့သူပြန်လာရင်းနဲ့အဲ့ဒီအိတ်ထဲကမုံကိုသူဖြေးစားပြီးတော့ အဲ့ကိုပြန်ပြီးတော့မချေပဲနဲ့ခြောက်တဲ့ရရေကိုသူဆင်းတော့အဲ့ဒီမှာသူနာတဲ့တစ်ပင်ပေါ်ကမွေကမုံနိုင်ရလို့ဆင်းလာပြီးတော့အဲ့ဒီအိတ်သေးကိုဝင်ပြီးတော့မုံကိုစားတယ်စားပြီးတော့မွေရဲ့အဲ့ဒီထဲမှာခွေးနေဟိုကရေတောက်ပြန်လာတော့မသိဘူးကမန်ကရန်အဲ့ဒီအိတ်ကြီးပြန်စီးပြီးတော့တခါတည်းထမ်းပြီးတော့သွားခီးသွားတယ်အဲ့လိုသွားတဲ့အခါကျတော့တစ်ပင်ရေးတစ်ခုတွေ့တဲ့အခါကျတော့နားတော့အဲ့ဒီတစ်ပင်ကရုပ်ကစိုးနဲ့ကကိုထင်းပြပြီးတော့ပြောတယ်တဲ့သူ့ကိုပုံနာကြီးတင်လန်းနေနေမယ်ဆိုရင်တင်သေးလိမ့်မယ် ဒီကနေ့အိမ်ရောက်အောင်သွားမယ်ရှင်တော့သင်မိမသေးလိမ့်မယ်လို့ပြောတော့ပျောက်သွားရောအဲ့ဒီမှာဟာအံ့ဩတယ်နော်အဖြစ်ပြက်ကစမ်းကြဲတယ်နတ်ကတောင်ကိုထင်ပြပြီးပြောတယ်ဆိုတော့မယုံဘူးလို့လည်းသူမရှိနိုင်ဟုတ်လားလမ်းနေနေရင်ငါသေးမယ်အိမ်ရောက်လို့ရှင်ငါမိမသေးမယ်ဆိုဘယ်နဲ့မြန်လို့ဟာပါအဖြစ်လည်းမရှိဘူးအဲ့ဒါနဲ့ तू ငိုးယိုပြီးတော့နေရင်လည်းမြို့ထဲဝင်ပြီးတော့တင်ကအမတ်ကတရားဟောနေတော့ तू ဝင်ပြီးတော့နားထောင် ကုန်လုံးကကြီးကြီးလည်းရှင်ပြနေတဲ့မျက်နှာရှိပြီမလို့သူကတော့စိုးရိမ်မှုတောကတွေနဲ့နောက်ပူဆွေးနေတဲ့အနေအထားကိုတွေ့တော့ဘုရားလောင်းကမေးတာပေါ့တနာတဲ့အခါကျတော့တပ်ပေါ်နာကြီးဘာဖြစ်လို့တော့ဆိုတော့ဒီလိုဒီကြောင်းပဲအိမ်ပြန်ရောက်မယ်ဆိုရင်တော့မိမသေးရလိမ့်မယ်ဒီနေ့အိမ်ပြန်မရောက်ဘူးဆိုရင်တော့ငါသေးရလိမ့်မယ်လို့ပြောတာအဲ့ဒီတော့မှဘုရားလောင်းကအကုန်လုံးတည်တည်ချာချာကြည့်တေချာကြည့်ပါသူ့အကြောင်းနဲ့အကုန်မေးသူကလည်းအကုန်ပြောတာအကုန်ပြောတာသူ့ရဲ့အမျိုးသမီးလေးငယ်သေးတယ်ဆိုတော့သူအကုန်ပြောတာ အဲ့ဒါနဲ့ဘုရားလောင်းကပုံနာကြီးတင့်လမ်းမှာတော့ကဒီအိတ်ထဲကမုံကိုဖြေစားပြီးတော့เนาะပြန်ပြီးတော့ပိတ်ရင်လားအတိအကျမေးတာเนาะဟုတ်လားအမပိတ်မိဘူးတဲ့ငါရေတောက်ရေတောက်ပြီးမှငါပြန်ပိတ်တယ်အေးအဲ့ဒါလို့ဆိုလို့ရှိရင်အဲ့ဒီအိတ်ကိုဖြေကြည့်အဲ့ဒီထဲမှာမွေးတကောင်ရှိလိမ့်မယ်เนาะလမ်းမှာနေရင်တင်းသေးလိမ့်မယ်ဆိုတော့တင်းကလမ်းအိတ်မယ်ဆိုလို့ရှိရင်မစားဘဲနေမှာမဟုတ်ဒီအိတ်ကိုထပ်ဖြေမှာထပ်ဖြေရင်မွေးကိုက်လိမ့်မယ် အိမ်ထိပြန်သွားရင်တော့သင်ကဖြေမှာမဟုတ်အိမ်ရောက်ရင်မိမဘာပါလဲဆိုပြီးတော့ဖြေကြည့်ရင်မိမမွေကိုက်ပြီးတော့ဒေးမှာအဲ့ဒါကြည်ဆိုပြောတဲ့အခါကျတော့တကယ်ဗျာအိတ်ကိုဖြေလိုက်တဲ့အခါကျတော့မွေကပပြင်းထောင်ပြီးတော့ထလာအဲ့မှာလူတွေကအယံ့အာဟောကြကြည်စံဒိဗ္ဗစကုအပိညာမြန်ရလေသလားလို့တောင်းထင်ရတယ်ပေါ့တကယ်တမ်းကဘာပဲညီမရတာမဟုတ်သူ့ရဲ့စူးစမ်းဆင်ခြင်နိုင်တဲ့စွမ်းအားဒါဟာဘာလဲလို့မေးရင်ညာမဲ့ပညာပဲဟုတ်တယ်မဟုတ်လားအဲ့ဒါနဲ့ ကုန်းကြီးကလည်းအသက်ချမ်းသာရတော့ကျေးဇူးတင်ပြီးတော့ပါတဲ့ငွေခွင်းတွေကအကုန်လုံးလှူတယ်သူ့အဲ့တော့ဘုရားလုံးကမယူပါဘူးတဏ္ဏလုံးတို့သူ့ဘွားအကြောင်းကိုသိရတော့အဲ့ဒါနဲ့တထောင်ပြည့်အောင်ဆိုတော့300တောင်ထပ်ပြီးတော့ဖြည့်ပေးတယ်လို့ပြောတယ်သူ့ဘွားအဲ့ဒါရှင်အနန္ဒာလောင်းမယ်အဲ့ဒီပုံနာကြီးကဟုတ်လားအဲ့ဒါနဲ့ဘုရားလုံးကပုံနာကြီးအိမ်ပြန်ရောက်ရင်ဒီပတ်စံတွေကိုတနေရာမှာမြုပ်ထားခဲ့ခင်ဗျမိန်းမကိုမပေးနဲ့ခင်ဗျမိန်းမပေးလို့ရှိရင်ခင်ဗျမိန်းမကိုကျုပ်သိပ်ပြီးတော့မတင်ကြဘူးခင်ဗျသုံးရမှာမဟုတ်ဘူးအဲ့ဒီပတ်စံတနာလို့ အဲ့ဒါနဲ့အဲ့ဒီမြုပ်ထားတဲ့နေရာကိုလည်းမပြောနဲ့လို့ပြောတာအဲ့ဒါပုံသားကြီးကမြုပ်ခိုင်းတာတော့မြုပ်တယ်တနေရာမှာမြုပ်ထားခဲ့တယ်အိမ်ပြန်ညကြတော့ဝင်တဲ့အခါကျတော့မိမမေးတာပေါ့ပစံပါလာဆိုတော့မပါဘူးဟုတ်လားဒါပေမဲ့လို့ဟိုကအကုန်လုံးမေးတဲ့အခါမပါဘူးဆိုတာမဖြစ်နိုင်ဘူးအတင်းအကျပ်မေးတဲ့အခါကျတော့ तू မြုပ်ထားခဲ့တယ်ဆိုတော့ तू မပြောပဲမနေနိုင်ဘူးဘယ်နှမြုပ်ထားဆိုဘယ်နှမြုပ်ထားခဲ့တာအဲ့ဒီမှာမိမကသူ့ရဲ့လင်ငယ်ကိုအချက်ပြပြီးတော့တူခိုင်းတယ် အဲ့ဒါမနဲ့လည်းတော့ပုံနာကြီးသွားတူတဲ့အခါကျတော့တွင်ဟောင်းမယ်ရှိတော့တယ်မွေရမရှိတော့အဲ့ဒါနဲ့ဟာဒုက္ခပဲဆိုပြီးတော့ပညာရှိအမတ်စီကိုပွားပြန်တယ်သူပ္ပစံနေမရှိတော့ဘူးပေါ့အာခင်ဗျာကြုံမပြောနဲ့လို့ပြောတာပဲဘာလို့ပြောတာတော့တေးကြတယ်အဲ့ဒါဆိုရင်ခင်ဗျာမိမအငယ်ရှိတယ်ဟုတ်လားအဲ့ဒါနဲ့အဲ့ဒီလင်ငယ်ကိုမိအောင်ဘယ်လိုဖမ်းမလို့ပေါ့ဘယ်သူမှလည်းမသိဘူးအဲ့ဒါနဲ့ဘုရားလောင်းကအကြံပေးတာခင်ဗျာဘက်က၁၀ရာပုံနာ၁၀ရာ9ရောက် ခမမိမဘက်ကပုံနာဆရာ9ယောက်14ယောက်ပထမနေ့မှာဖိတ်ပြီးတော့တမင်ကျွေးနောက်ဒုတိယနေ့မှာတစ်ဖက်ကိုတယောက်စီလျှော့ခမဘက်က6ယောက်ခမမိမဘက်က6ယောက်နောက်တတိယနေ့မှာ2ယောက်လျှော့တယောက်တယောက်ကိုတယောက်လျှော့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 လာဟုတ်လားနောက်ဆုံး9ယောက်မြောက်တဲ့နေ့မှာယောက်ျားဘက်ကလည်းတယောက်ပဲရှိမယ်မိမဘက်ကလည်းတယောက်ပဲရှိမယ်အဲ့ဒီမိမဘက်ကနောက်ဆုံးကျန်တဲ့တယောက်ကိုကျုပ်စီခေါ်ခဲ့လို့ပြောတယ်ဘလောက်ညံကောင်းလား နော်အဲ့ဒီနောက်ဆုံးကြံတဲ့တယောက်ဟာဘာလဲဖြစ်တော့အဲ့ဒီဒကမရဲ့လင်ငယ်ဖြစ်နေတယ်။နော်သူမိမဘက်ကဆေးရတာဒါသူမြင်လို့တဲ့လူသူနေတိုင်းခေါ်มาပဲလေဟုတ်တယ်မို့လားအဲ့တော့ခုနှစ်ရလုံးသူပါတယ်ခုနှစ်ရလုံးသူပါတယ်အဲ့နောက်ဆုံးတယောက်ကိုခေါ်ခဲ့ဆိုတော့အဲ့ဒီမှာတခါတည်းအတက်ပြောတာဘုရားလောင်းကမင်းငါ့ကိုတင်ကပညာရှိလို့တိတယ်မို့လားမငင်းရဲဘူးအဲ့ဒါနဲ့ပေးလိုက်မင်းအဲ့ဒီပတ်စံတွေတူပေါ်တာဆိုအကုန်လုံးပေးရတယ်ပြီးတော့သူတို့ကိုမင်းတန်း နောက်ခတ်ပြီးတော့အဲ့ဒီပုံသားကြီးကိုဘုရားလောင်းကခေါ်ထားတယ်လို့ရှုပ်တယ်အဲ့တော့ဘာလဲလို့မေးရင်ဒါဦးဇင်းတို့ပြောနေတာကဇလန်းကိုအဓိကမဟုတ်ပါလူတယောက်ရဲ့ပိုင်းခြားဝေဖန်ပြီးတော့စူးစူးစမ်းစမ်းနော်တကယ်ကိုစူးစူးရှာရှာသိနိုင်မြင်နိုင်တဲ့သဘောကိုဘာလို့ခေါ်ပညာဒါလည်းပညာပဲ